အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့ရဲ့ recap ရဲ့ဒါကျွန်တော်ဒီညနေရဲ့ recap ကတော့ Manchester United ရဲ့ recap ပေါ့နော်အဲ့တော့ Manchester United အသင်းနေနဲ့ Nottingham Forest အသင်းကို2-2ဆိုတဲ့ရလက်ဖြစ်သွားတဲ့အချိန်မှာဒါကျွန်တော်နေအဲ့ဒီပွဲစဉ်မှာအဲ့တော့ကျွန်တော်တို့ အမှန်တမ်းပြောမယ်ဆိုပေါ့နော်ဒါကျတော့ Brighton ဒုံးက United အသင်းအငွေတက်ကိုဒီနေ့ပွဲစဉ်မှာဆက်ပြီးတွေ့ခဲ့ရတယ်။ဒါကျွန်တော်လက်ရှိဒါကျွန်တော်ကအဓိကတော့ recap ပဲပြောပါအောင်ပေါ့နော်အဓိကအဲ့တော့ United သင်းစီမှာအဓိကဘာတွေလစ်လတ်နေလဲဘာတွေလူနေလဲဒီနေ့ပွဲစဉ် United ပွဲကိုကြည့်ပြီးဘာတွေကိုဒါလူအပ်နေတယ်လို့ခံစားအဲ့တော့ United ပြည်သက်တွေနဲ့လက်ရှိဒါပထမအဦးဆုံးနဲ့ပြည်သက်ရဲ့ perspective ကိုလက်ရှိမှာလူတော်များနောက်နေခဲ့ပြီမြေ United အသင်းဒါကျွန်တော် Premier League မှာအဆင့်နှစ်ခဏတည်းရောက်ရောက်ရှိသွားပြီးတော့ဒါပြည်သက်တော်များပျော်ရွှင်ခဲ့တယ် ဒါကဘာကိုပြောချင်လဲဆို United ပြည်သက်တွေကအောင်မြင်မှုကိုလက်ရှိမှာဒါကျွန်တော် Super League တွေဆိုင်ဒါ Premier League လီပလာရဲ့ဒါကျွန်တော်တို့ပြည်တွင်းလီပလာရဲ့အောင်မြင်မှုကိုဒါကျွန်တော်ဘလောက်ထိတောင်မှဒါကျွန်တော်စာလောင်နေလဲစာလောင်မှုတွေများနေလဲဒါကို United ပြည်သက်တွေစီကတွေ့ရတယ် United ပြည်သက်တွေလည်းကျွန်တော်အမှန်တိုင်းပြောရမှာဆို Premier League ဒါကျွန်တော်တို့အဆင့်တွေမှာဆိုအမြဲတမ်းလိုလိုဒါဟိုခေါင်းမထောင်နိုင်တာအကြိုက်ဘောနော်ဒါကျွန်တော်အချိန်ကြီးဒါအမြဲတမ်းဒါကျွန်တော်တို့ top 5ဝင်ဖို့အတွက်ပြန်လဲပြီးကြိုးစားအဲ့တော့ဖွင့်ချက်တာပဲလက်ရှိမှာဒါအာစနယ်နဲ့တော့အမှတ်ပြန်ကတ်သွားတဲ့အချိန်မှာ United ပြိုင်သက်ချက်တစ်ချိန်တစ်ခါအာစနယ်နဲ့တကာကိုဒါကျွန်တော်တို့ကောင်းမွန်တဲ့ rivalry တစ်ခုကိုဒါပြိုင်သက်တွေစီကနေပြီးတော့မျှော်လင့်ခွင့်အပြည့်ဝရခဲ့တယ်ပေါ့နော်ဒါပေမဲ့ခုနကပြော United ပြိုင်သက်တွေဘာကိုလိုချင်လဲဆိုအဖြေကဒါပဲ United အသင်းနဲ့လက်ရှိမှာဒါကျွန်တော် Glory Days ကိုပြိုင်သက်တွေအနေနဲ့အကုန်လုံးပြန်လိုချင်တယ်ဒါတစ်ခက်တစ်ခါက United ဆိုတာဘာလဲဆိုတော့အကုန်လုံးကပြန်မြင်ချင်တဲ့သဘောမှရှိတယ်ဒါဟာ United ပြိုင်သက်တွေရဲ့လိုချင်တဲ့စိတ်တပ်ပေါ့နော်အဲ့တော့ဒါခုနကကျွန်တော် Blue Band နဲ့တော့ဘာလို့ကိုဒီအဖေနဲ့ကိုဒီကြီးပင်းလာခဲ့တဲ့လူတယောက်အနေနဲ့ပြောရမယ်ဆိုတော့ Father ကြီးဆိုလေဒါအမှန်တမ်းပြောသူတို့အနေနဲ့ ဖာသာကြီးတို့ကဒါအစစ်နဲ့ပါညာပဲသိမယ်တို့တို့ကြတာဆိုရှယ်မီဒီယာသိတုံးတဲ့လူမဟုတ်တာဘာညာဆိုတော့သူ့အနေနဲ့သူကလွတ်မှတ်တာသူကျွန်တော်ဖာသာကြီးက United နဲ့ပတ်သက်အားသာချက်ကသူအကုန်လွတ်မှန်ပြီးတယ်ဘလောက်တိတော့မှတ်မိလဲဆိုဟိုးရင်ခက်ခက်ကစားသမားနေကျွန်တော်နံပါတ်နေဒါအခုလက်ရှိမှာနော်ကျွန်တော် football blue live call တို့ကောက်ချပြီးကောက် ြောလို့ရတဲ့အခြေအနေတွေမဟုတ်ဘူးအဲ့လိုအခြေအနေမျိုးမှာတော့ဒါကျွန်တော်တို့အကုန်လုံးမှတ်မိတဲ့အနေအထားတစ်ခုမှရှိတယ်ဗောနော်အဲ့တော့ပြောချင်တာကတော့ဒါပုံမှန်လေးလေးပြောရမယ်ဆိုရင်ဒီ recap ပဲရမြင်ကြည့်တာ United ပြည်သက်တွေနေနဲ့ဒါပြည်တွင်းမှာအောင်မြင်မှုကိုဘယ်လောက်ထိစာလောင်မှုတိတ်မှုတွေဖြစ်နေတယ်ပြည်လင်းရဲ့လက်ရှိဒါကျွန်တော်အောင်နိုင်မှုတွေကိုဘယ်လောက်ထိစာလောင်မှုတိတ်မှုတွေကိုရှိလဲဆိုဆက်လက်ပြီးတော့တွေ့ရတဲ့အခါမှာရှိတယ်ဗောနော်အဲ့တော့နောက်တစ်ခုအနေနဲ့ပြောရမယ်ဆို United ဒီနေ့ပွဲစမှာအားသာချက်အားသာချက်ကို United အသင်းနေနဲ့ပြောပါဆိုရင်တော့တချို့ moment တွေမှာ United အသင်းစီက flare တွေပြီးထပ်ပြီးတွေ့လာခဲ့ရတယ်။ United အသင်းနေဒါကျွန်တော်လက်ရှိမှာ Ruben Amorim စော့စီခြင်းနဲ့တွားစီခြင်းန ဲ့ပုံစံမျိုးပုံစံကွက်တစ်ခုမှာ United အသင်းရဲ့ပြည်သက်တွေအိုးဆို United အသင်းရဲ့ကစားသမားတွေရှိနေတယ်။ဒါ့အပြင်သူတို့ရဲ့ individual skill ဆန်ဆန်တွေကိုလည်း United အသင်းဆီကဆက်လက်ပြီးတွေ့ခဲ့ရတယ်။ဒါကကျွန်တော်တို့အားသာချက်ပဲ။အဲ့တော့ United အသင်းလည်းခုလက်ရှိဒီနောက်ပိုင်းပွဲစဉ်မှာနိုင်ပွဲတွေပြန်ဆက်လာရအဓိကအားသာချက်ကဒါ United အသင်းရဲ့ကစားကွက်ထဲမှာအံဝင်နေလူကစားသမားတွေရဲ့ individual skill တွေကလည်းတော်တော်လေးကို brilliance ဖြစ်မှုကအင်မတန်မှအင်မတန်မှအသက်ပေါ်မှာအခုအသင်းပေါ်မှာအသက်တစ်ခုအနေနဲ့မြင်ခဲ့ရမှာပါတယ်။ United အသင်းစီမှာပေါ့နော်ဒါကျွန်တော်တို့ဒီပြတွေပြောင်းနေ system တွေပြောင်းနေအဓိကနောက်တစ်ခုပြောင်းဆုံးနေတာကစားသမားတွေ individual skill ရဲ့ ဖလဲပဲနောက်ဆုံးဒီလို individual scale flare တွေကျွန်တော်တိတိကျကျတွေ့ခဲ့ဘူးလို့ every time ခင်မှာဒါအမှန်တိုင်းပြောရမလို့ဒီ individual scale flare ကလုံးဝပျောက်ဆုံးသွားခဲ့နေတာမှရှိတယ်ဒါကျွန်တော်နေ oligala social net မှာတော့ဒါကျွန်တော်ဖလားစုဖလားတွေမရရှိခဲ့ပေမဲ့တကယ်တမ်းနင်လားငါလားဟိဆိုတဲ့ movement မှာ oligala social ကောင်းတဲ့အချက်တွေရှိလို့မကောင်းတဲ့အချက်တွေကဘာလဲဆိုရင်ဟိုအကောင်းတဲ့အချက်ကဘာလဲလို့ပြောမယ်ဆိုရင်ကောင်းတဲ့အချက်တွေရှိမကောင်းတဲ့အချက်တွေလည်းရှိတယ်ဒါပေမဲ့ oligala social ရဲ့အသင်းနဲ့ပတ်သက်ပြီးကောင်းတဲ့အချက်နဲ့ပတ်သက်ရင်ကျွန်တော်သဘောကျဆုံးကဘာလဲဆိုတော့ ကစားသမားတိုင်းမှာသူ့ရဲ့ပင်ကိုလုတ်ပိုင်ခွင့်တွေကိုအိုလီဂန်နာဆိုရှယ်လစ်မစ်မလုပ်ဘူးသူ့ရဲ့ကစားကွက်ထဲမှာသူကစားသမားတွေဆော့လို့ရတယ်ဒါပေမဲ့ခုနကကစားသမားတွေဖြစ်ချင်တဲ့ကစားသမားတွေဖြစ်ပိုင်ခွင့်လို့ဆော့ပိုင်ခွင့်ရခဲ့တဲ့ထားမှရှိတယ်ဒါကြောင့်မို့လို့ကျွန်တော်ပေါ်ပေါ်ဘာတို့ဒါဂျက်စီလင်ကတ်တို့အဲဒုံကတာကျွန်တော်တို့အန်တိုနီမာရှယ်တို့ဒါကျွန်တော်တို့အက်ဒဆင်ကာဗာနီတို့အဲ့ဒီကစားသမားတွေကိုယ်တိုင်အိုလီဂန်နာရဲ့ဆိုရှယ်အောက်မှာဖလော်ရစ်ဖြစ်ခဲ့တယ်ဘာကြောင့်လဲဆိုခုနကပြောလို့ပဲဒါကျွန်တော်တို့ဒီကစားသမားတွေနေတာ limitation ဆိုတဲ့ဥစ္စာမျိုးတစ်ခုပဲ market ratio ဘာလို့ဒါကျွန်တော်အိုလီဂန်နာဆိုရှယ်လောက်မှာဝုန်းကနေတိုင်းနဲ့ဒါကျွန်တော် explode ဖြစ်သွားခဲ့လေဆိုအပြီးကရှင်းတယ် ကစားသမားတွေသူ့ system အောက်မှာဒါအသက်ဝင်နေခဲ့တာမှန်ပေမဲ့ကစားသမားတွေ individual brilliance ကိုလည်းကျွန်တော်ဒါအဲအဲကြောင့်မို့လို့ရှိမှအဲဒါ United squad ကအဲတုန်းကဒါခုနကပြောတော်တော်လေးကိုခြေရရတို့ကျွန်တော်ခြေတိုင်းခြေစွမ်းရအရင်ကြီးအားရစံမို့ဒါပေမဲ့ United အနေနဲ့တော့ဒါကျွန်တော်အဆင့်နှစ်တွေရခဲ့တဲ့ movement တွေရှိ top 4တွေဝင်ခဲ့တဲ့ movement တွေရှိတယ်။တော့ကျွန်တော်ပြ at least the vibe is very good အခုနကပြောလက်ရှိ Brighton နဲ့ Wolves မှာဒါကျွန်တော်တို့ Brighton နဲ့ Wolves နောက်ပိုင်းဒါ Northampton နဲ့ Forest နဲ့ Wolves မှာဒါမျိုးတွေထပ်ပြီးတွေ့ရတယ်။ဒါပေမဲ့လက်ရှိပြဿနာဘာဖြစ်လဲဆိုတော့ vibe နဲ့တည်းဆုံးသတ်သွားတယ်။ and product မှာ united အမှာစပြီးအားနေအဲ့တော့ခုနပေါ်ဆိုလက်ရှိမှာဒါကောင်းတဲ့ချက်တွေပြောရင်မကောင်းတဲ့ချက်စပြီးပြီးတော့အဲ့တော့ united အနေနဲ့လက်ရှိဒါကျွန်တော်တို့ရှိက brighton နဲ့ပွဲစဉ်မှာ and product ဒီတအားကောင်းခဲ့တယ် bright and more music က and product ဒီတအားထွက်ခဲ့နေတာမှရှိတယ် united ကစားသမားအတိုင်းဒါကျွန်တော် and product အဲ့တော့ united အသင်းအနေနဲ့အခုလက်ရှိမှာတခုမကောင်းတဲ့အချက်ကိုပြောပါဆိုရင်တော့ united အသင်းနဲ့တိုက်ဆက်ပိုင်း set piece ကအရင်မျောကိုလွန်အောင်ကြီးတယ်လို့မြင်တယ် united အသင်းနဲ့အခုလက်ရှိမှာဒါကျွန်တော် set piece အသွင်းဆုံးဒါကျွန်တော်တို့အမျောကိုလွန်အောင်ကြီးဆို united အနေနဲ့တိုက်ဆက် set piece တွေမှာအရင်ဒါကျွန်တော်ဂိုးရဖို့တော့မျောနေတယ်ဒါကိုကျွန်တော်အနေနဲ့သိပြီးသဘောမျောအဲ့မှလည်းပြောလို့လက်ရှိ မှာဒါပရီးမီယာလိမှာပြောမှာဆိုဘယ်သူမှဒါကျွန်တော်သဘောကျအာဆနယ်ကိုလည်းဒါကြီးကိုကျွန်တော်အရင်သဘောကျနေတာမှာဒါပေမဲ့ at the end of the day မှာ set piece ကလည်း twin goal ဖြစ်ပြီးသုံးမှတ်ပြီးတဲ့ goal ဖြစ်တဲ့ကြောင့်ကျွန်တော်နေဒါကြီးကိုတော့အဓိကပြောစရာမရှိဘူးဒါပေမဲ့ခုနကပုံကျွန်တော်နေအလွန်ကြုံမိခိုခြင်းကိုကျွန်တော်နေသိပြီးမကြဘူး အလွန်ကြုံပြီးကိုကြုံဒါဘုနာပေါ်ဆိုပဲဒါကျွန်တော် open play outlet ကလည်း twin နိုင်ရမယ် glass မကြီး individual brilliance ကနေ twin နိုင်ရမယ်ဒါအမျိုးမျိုးကနေဒါ goal ကိုအမျိုးမျိုးအခြေအနေအခြေအနေပေါင်းများစွာ twin နိုင်ရမယ်ဒါဘုနာပေါ် united အသင်းနဲ့လက်ရှိမှာ set piece တွေကနေတဆင့်ဒါကျွန်တော်တို့ goal twin ဖို့ပဲအဓိကမျှော်လင့်နေ twin goal တွေကလည်းဒီကပဲရရှိခဲ့တယ်လို့ဆိုလို့ရမယ်ဒီမှာပါတယ်အဲ့ဒါရရှိမှာ united အသင်းကဒီနောက်ပိုင်းမှာ set piece တွေကတော်တော်လေးကိုတိုးတက်လာခဲ့ပြီးတော့ ruben amorin ကိုတိုင်ကဒါ set piece attack game ပဲအဲ့တော့နောက်တစ်ခုကဒီညမှာဒါအာတာချက်ကိုနည်းလိုက်ထပ်ပြောပြီးအားနည်းချက်တစ်ခုပြော united ရဲ့ဒါကျွန်တော် attacking set piece တွေမှာ count လောက် defending set piece တွေမှာညံ့နေစေဖြစ်တယ်ခံစင်မှု၃ယောက်ဆော့ပြီးဒါကျွန်တော်ထဏောင်းမောင်းမောင်း ်း3ယောက်ရှိတဲ့ဂိုးသမားဂိုးသမားပေါ့ထောင်တော်မောင်း4ယောက်ရှိတဲ့ဒါကန်စင်ချောင်းကဒါမလိုအပ်တဲ့ဂိုးတွေကို United ဘက်ကနေအခုချိန်ထိပေးနေရလို့မယ်အဲ့ဒါကလက်ရှိမှာကျွန်တော်အနေနဲ့ပုံကူကြီးရ personality ရမြင်ရတယ်ဆိုတာလုံးဝအတိတ်ပဲမရှိလာဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်။ခုနကပြောပြတာကျွန်တော်တိုက်စစ်ပိုင်းမှာ set piece ကိုအလွန်ကြိုးအားကိုးတာဒါဂိုးတွေတွန်းနိုင်လဲဆိုတာဒါကျွန်တော်နေဘာမှသိပြီးပြောစရာမလိုချီချူတယ်။ဒါပေမဲ့ United အသင်းနဲ့လက်ရှိဒါကျွန်တော်တို့ခုနကပြောပြတဲ့တဖြည်းဖြည်းနဲ့အားနည်းချက်တစ်ခုဖြစ်လာမှာစိုးရင်ကြရှိတာ right hand side ပဲ။ ရဟန်ဆန်မှာတော့ကျွန်တော် Brian Ambwambu ရဲ့ဒါကျွန်တော်တိုက်စစ်ဂိုးသွင်းမှုတွေကိုအလွန်ကြုံမိကိုခြင်းက United အသင်းကိုဘယ်ချိန်မှာဒုက္ခပေးမလဲဆိုတော့ဒါမှမကြခင်2လ3လအတွင်းမှာဒါကျွန်တော်တို့ F ကွန်ကိုသွားရမယ်။ Ruben Amorim ကိုတန်းကလက်ရှိမှာ right hand side တစ်ခုလို့မှာဒါ Brian Ambwambu ကို Ahmed Diallo ကိုဆုံးရှုံးရနိုင်တယ်လို့ကျွန်တော်သူ့အနေနဲ့ဒါကျွန်တော်သူ့အနေနဲ့ confuse ဖြစ်နေတယ်။ဘယ်လောက်တိကျအောင်ဒါ United ဘက်ကဒါရှင်းစင်းတယ် Brian Ambwambu ကိုဒါကျွန်တော်တို့အာ Ahmed Diallo နှစ်ယောက်လုံးကို United ဘက်ကတော့မှာဒါကျွန်တော်တို့ F ကွန်ကိုသွားခွင့်မပေးလောက်ဘူးဆိုတဲ့သတင်းတွေပဲထွက်။ဒါပေမဲ့ခုနကပြောသူတို့ရဲ့နိုင်ငံအသင်းကအကြိမ်းဒါ United အသင်းကဒါကျွန်တော်တို့ နိုင်ငံအသင်းကိုဒါပေးမသွားခဲ့တော့လေးပြဿနာတာအဲ့တော့တေချာတကူကဘာနိုင်ငံအသင်းကိုလက်ရှိမှာကိုဒီကတကခုနကဘာနိုင်ငံအသင်းကိုအရေးမပါဘူးလို့ဒါချော်တုံးတောင်ထင်မိမဲ့ကိုနိုင်ငံအတွက်ကိုကိုစားပြုရတဲ့အချိန်မှာကစားသမားတွေကလုံးဝ proud ဖြစ်တယ်လုံးဝလက်မထောင်တယ်အဲ့တော့ခုနကကစားသမားတွေကိုယ်တိုင်လည်းသွားမှတော့ကြောင့်မို့ဒါတားသူရမယ်အဲ့တော့ခုနက United တင်းနေတဲ့ခုလက်ရှိမှာ Brian M1 ဘူကိုတိုက်စစ်မှာအလွန်ကြုံမိခိုးချင်းကိုပြောင်းတယ်ပြီးတော့ Libya နီးပြအနေနဲ့ဒါခါခါကြိုက်ခုနပြောဆိုကျွန်တော်ဟာပြောင်းလဲလိုက်ပြီဆိုရင်ဒါကောင်းနေတဲ့ formation တစ်ခုကိုပြောင်းလဲသွားမှာဆိုရဲဆိုတဲ့ bush sense ကိုဒါပြောင်းသိပြီတိုက်စစ်မှာလုံးမဖြူခမားသိတယ်ကျွန်တော်သိတယ်ကျွန်တော်တို့ဒါ tactical နားမနေတဲ့ဒါ basic ကတိတော့ basic လောက်ပဲတိတဲ့ counter မှာတိုက်စစ်ပိုင်းမှာ benjamin sense ကို minute 90ရာလုံးမဖြူ minute 90 sense ကိုအပြည့်ဝထည့်ထားတယ်ဘာလဲဒါကျွန်တော်တို့ set piece ကရေဟုတ်လားပြောပြ set piece ကိုအလွန်ကြုံပြီးကိုပြီးအဲ့ကနေ golden boot ထဲစောင့်နေတာလား အဲ့ဒါတွေကိုကျွန်တော်မေးရမယ်တော့ပါခုနကပြောသူပဲလက်ရှိမှာတိုက်ဆိုင်မှာ Sasco Assembly Sasco Assembly ပြင်လက်ရှိမှာဒါကျွန်တော်မကျွန်တော်အရန်လူစီရင်ထဲမှာဒါတေကြတာကျွန်တော်စိတ်စိတ်စီရှိတယ်စိတ်စီဆိုပြမနစ်ကသူ့ကိုဒါကျွန်တော်အမက်ဒီယာလို့အမက်ဒီယာမနစ်ကဒါကျွန်တော်သူ့ကိုဒါကျွန်တော်တို့ဟိုကယ်ခဲ့တဲ့အလုပ်တွေမှာအများကြီးရှိတယ် တော့ကျွန်တော်ဇီဂီတာမနစ်ကတော့အာစနယ်ကတော့ကျွန်တော်တို့အဲဟို FA ဖလားမလားမသိဘူးဒါကျွန်တော်အာစနယ်ပုံစံမှာသူ့ကိုကောင်းကောင်းကြီးကယ်ခဲ့တဲ့ movement တွေရှိအဲ့တော့ဇီဂီကမနစ်ကတော့ကျွန်တော်ရူဘယ်အာမိုရင်းကိုဒါသူ့ကိုဒါကယ်ခဲ့နေချာမှာဒီနစ်မှာဒါဇက်ဆက်စကူကိုလုံးဝနေရာပြေကျွန်တော်လေးတွေကျွန်တော်ပြေဝထောက်ခဲ့တဲ့ဆက်စကူဒါနေရာပြေရမယ်ဆိုတော့ဒါပေမဲ့ဇီဂီကရောဇီဂီနေနဲ့မနစ်ကအရန်ညံခဲ့တဲ့ကစားသမားတစ်ယောက်တော့မဟုတ်ခဲ့ဘူး ဆန်နာဖောဘလီအခိတ်ကျွန်တော်အနေနဲ့တခါကြရတွေ့ရဇစ်ဆီသာဆန်နာဖောဘလီကောင်းကောင်းမွန်ဆော့နိုင်ခဲ့မယ်ဆိုရင်ဒါလက်ဝင်းရက်ဝင်းက M1 မွန်နဲ့ခွန်ညာတော်မှပူပြီးတော့ဒါကျွန်တော်ပူပြီးတော့တတ်သွားနိုင်တဲ့အနေအထားများရှိမလားဒါမျိုးကိုကျွန်တော်ကတွေးမိမြင်ပြီးရတယ်မှာပါတယ်အဲ့တော့ခုနကဒါကကျွန်တော်ရဲ့အားနည်းချက်တွေအဲ့တော့ရူပီအမိုရီရဲ့ခေါင်းမာဂျင်းတွေကလည်းလက်ရှိမှာဒါဖြစ်အဲ့တော့နောက်တစ်ခုအနေနဲ့ဆက်စကို he have to improve Sasco ဒီထက်ပိုပြီးတော့ improve လုပ်ရမယ်လို့မြင်နေ Sasco နဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ big money signing ဆိုတော့ဥစ္စာကျွန်တော်မသုံးခုနကပြောကျွန်တော်လက်ရှိမှာ big money signing ကကစားသမားနဲ့မဆိုင်ဘူးဒါကျွန်တော်အမြဲတမ်းပြောသူဒါပေမဲ့ Sasco have improve Sasco နေနဲ့လက်ရှိမှာခုနကပြောသူပြတာကျွန်တော်တို့ဟိုရှေ့ကအစည်းမှာဒါကျွန်တော်တို့တက်ပင်လုပ်နေတဲ့အချိန်တွေကလွင် off the ball movement တော့ तू ကအများကြီး improve လုပ်ရမယ်လို့မြင်တယ်။ Sasco နဲ့လက်ရှိမှာဒါကျွန်တော် minute 90မှာအပြည့်ပါဝင်ခြင်းနဲ့အပြည့်ပါဝင်ခြင်းတရောက်တဲ့နေရာမှာ Sasco တရားဘယ်လိုကြိုးစားရမလဲဆိုတာကိုသူ့အနေနဲ့ကောင်းကောင်းကြီးပြောင်းလဲတင်တယ်လို့ကျွန်တော်အနေနဲ့ပုံကူရရမှာကျွန်တော်တော့မြင်မိတယ်။ Sasco နဲ့အတူအဓိကပြောင်းလဲတင်တယ်။ပြီးခုနကပြော United အသင်းနေနဲ့ ခံစစ်ပိုင်းကျစ်လင့်မှုကတဖြည်းဖြည်းခြံစစ်ပိုင်းပြန်လဲပြီးရော့ပေါ်မှုတွေပြန်ဖြစ်လာခဲ့ပြီးအဲ့ခံစစ်ပိုင်းရော့ပေါ်မှုတွေကို United တင်းနဲ့အခုချိန်မှာပြန်ပြီးတော့ပြင်ဖို့အတွက်အသင့်ဖြစ်တယ်။လာမယ့်ပကြာကျွန်တော်အပတ်မှာလည်းဒါကျွန်တော်တို့ပွဲကြီးပွဲကောင်းတစ်ပွဲကိုရင်ဆိုင်ဖို့ရှိတယ်။စပါးလည်းရှိမှလည်းကျွန်တော်ဂျာထဲမှာချန်ပီယံလိဂ်ကံမှာပွဲပန်းနေတဲ့ကြောင့်မို့ United တင်းနဲ့ဒါကိုခွင့်ကောင်းယူဖို့တို့တို့အကျိုးစားမယ်နေထားမှရှိတယ်။တလောက်ပါပဲ။ဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ YouTube Media 3.0တို့နဲ့ TV4 တို့မှာကျေးလူစံပေါအောင်ကူညီလို့ရပါတယ်။မြန်မာလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျာ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြွတူပါနဲ့။ကောင်းမွန်တော့နေနေဖြစ်ပါစေ။စုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှ AC 62ကြတာပေါ့။ ကျွန်တော်တော့ကုန်ပြီပါဗျအများကြီးလက်ကလစ်ပေးကြပါဦးအများကြီးကလစ်မှာအများကြီးနိုင်ရဖြစ်ပါတယ်ဒီပါဗျ